polyphonics ကိုသင်တဲ့အခါမှာ group 1ကအတန်လေးတွေကိုရပြီးသွားပြီဆိုလို့ရှိရင်ဘယ်မှာကြားတာလဲအစုံအတန်မှာဘယ်လိုအတန်လေးတွေကြားတာလဲကိုကြားလိုက်တော့အတန်လေးတွေကိုဘယ်လို letter လေးနဲ့သွားပြီးချိတ်ဆက်မလဲဆိုတဲ့သင်ခန်းစာကိုရေးတဲ့အခါချိတ်ဆက်ဖို့အတွက်သင်ခန်းစာကိုသူတင်ပြပေးမှာဖြစ်ပါတယ်ပြောထားတယ် what the sound เนาะ error see the picture ပုံလေးကိုကြည့်မယ်လေ write the beginning letter of the picture in the box ဒါမှမဟုတ်အဲ့တော့ခဲတံယူထားပါ ခဲတံเนาะအဲ့တော့ခဲတံအနားမှာယူထားပါဘလာစာအုပ်ကလေးယူထားပါခဲတံနဲ့ဘလာစာအုပ်လိုပါမယ်ဒီခရမ်းစာကိုစမယ်ဆိုလို့ရှိရင်ဘာလို့လဲဆိုတော့ကျတော့ဘာကြီးရဲ့ဒီမှာရေးစရာလေးတွေရှိတာလို့ပေါ့เนาะဟုတ်ပြီခဲတာဆိုရင် look at the picture ဒါလေးကိုကြည့်ပါဒါလေးကဘာလေးလဲဒါလေးကပန်းတီးလေးပေါ့ဟုတ်တယ်ပန်းတီးလေးကို English လို့ကျတော့ဘယ်လိုခေါ်လဲဘယ်သူသိလဲပြောပါဦးလိုက်ပြောလို့ရဟုတ်တယ်မှန်တာပေါ့ apple အဲ့တော့ apple နောက်တစ်ခါလိုက်ပြောပါပန်းသီးလေးကို apple မဟုတ်ပါဘူးနော် apple နောက်တင်လိုက်ပြောပါဦး one more time apple ဟုတ်ပြီ apple start to the sound ဘာနဲ့စလဲ apple လို့ပြောရတာမှာ cherry နှုတ်ခမ်းကဘေးအတန်လေးရင်ထွက်သွားတာလေ apple apple အဲ့တော့ a a and so my am အတန်ကြားလာနောက်တစ်ခုက cherry the snake is in the grass အတန်ကိုကြားလာဘေးအတန်လေးကိုကြားလာ အာအာ I'm so my aunt အပိုင်ကိုကြားလာ The snake is in the grass The snake is in the grass အတန်လေးကိုကြားလာဘယ်အတန်လေးကိုကြားလဲသတ္တမီတို့ကြားတဲ့အတန်ကိုဒီမှာရှင်းမယ်ဒီပုံလေးကိုမြင်ရင်ကျေတို့ကဘာနဲ့ဒီစလုံးတစ်လုံးကိုမြင်မယ်နောက်ပိုင်းသတ္တမီတို့ကြီးသွားပြီဆိုရင်ဒီပုံလေးတစ်လုံးကိုမြင်တာနဲ့ apple ဆိုတဲ့ခါလေးနဲ့ခြိုက်ရတဲ့ပြီအခုမှစတင်ကလာမလို့ကျေတို့ခြိုက်ရတဲ့တေးကိုတစ်လုံးကိုရိုက်နှလုံးရမယ်ကွာโอเคတော့ အဲ့တော့ဒီပုံလေးကိုကြည့်လိုက် apple ဆိုရင်ဘာနဲ့စမလဲနားထဲမှာနားထောင်ကြည့်သူများပြောတာကြားတယ် apple tattoo the sound a a ဘာနဲ့စတယ်ဟုတ်ပြီနော်အဲ့လို a a အတန်နဲ့စရင်ဒီချေတို့က balletter လေးရေးမလဲ a a and so my a အတန်ပိုင်ရှင်ရှိတယ်အခရာ letter လေး a b c d မှာဘယ်သူလေးလဲ a ဟုတ်တာပေါ့ဒါဆိုရင်ဒီမှာ a ကိုရေးမယ် okay small letter a capital letter a ရောတွဲကြည့်လို့ရတယ်မှတ်မိမယ်မှတ်မိမယ်ဆိုရင်เนาะအဲ့တော့ဒါခါလေးမှတ်မိကြအောင် capital letter a ဒီလိုရေးမယ် small letter a အဲ့လိုရေးမယ် small letter a capital letter a အဲ့လိုရေးမယ်ဟုတ်ပြီလားကဲဒါဆိုရင်ဒါလေးကဘာလေးလဲ oh it's a tree တခုသွားမယ်เนาะအဲ့တော့ trees တတူတူ song လိုက်ပြောပါဒီမှာလဲဘာရေးရမှာလဲအစအတန်ရေးမယ်တလုံးကြရင်ကြားတဲ့အတန်ကိုကြားတဲ့အတန်ကိုရေးမယ် ကြားတဲ့အတန်ကိုရေးမယ်ကြားတဲ့အတန်ကိုရေးဖို့အတွက် trees to the south trees to the south trees to the south ဘာဖြစ်မလဲထက်ထက်အတန်စကြစကြလားဒါဒါမိမိတို့ဒါမို့လို့ရှိရင်အအအတန်စကြတာတေးကြတာပေါ့ထက်ထက်ထက်အတန်ကိုစကြတယ်ဒါဆိုရင်ထက်ထက်ထက်အတန်ကိုကြားရင်ဒီချေရိုဘာလက်တာလေးကိုရေးရမှာလဲမှန်တယ် T small letter ရေးလိုက်ရတယ် capital letter ရေးလိုက်ရတယ်နှလုံးတွဲရေးလို့ရတယ်အဲ့တော့နှစ်ခုစလုံးရေးကျင်လိုက်ရတယ်အဲ့ဒီချက် small letter ပဲရေးလိုက်တော့เนาะအဲ့တော့ small letter t okay ဒီတစ်ခါဒါလေးကိုသွားမယ်ဒါလေးကဘာလေးလဲရေခဲအိမ်လေးရေခဲအိမ်လေးကိုဘယ်လိုခေါ်လဲရေခဲအိမ်လေးကို igloo နော်အဲ့တော့ရေခဲအိမ်လေးကို igloo လို့ခေါ်တယ်တသားမျိုးသိရမလားရေခဲအိမ်လေးရေခဲတော့ပတ်ထားတဲ့အိမ်လေးလေအဲ့တော့ igloos to the sound ဘာဖြစ်မှတင်လဲ s လေးနဲ့စမလား a လေးနဲ့စမလား ခြီလေးနဲ့စမလားအေကလူအတန်ကအိုင်လေးရဲ့အတန်နဲ့စမလားဘာတန်ကြားလဲ s ရဲ့အတန်စလကြားလားလက်ဘဝလ်ဒီ letter e ရဲ့အတန်အလို့ကြားလားလက်တော့ t ရဲ့အတန် t လို့ကြားလားလက်တော့ i ရဲ့အတန် i လို့ကြားလားဘယ်လိုကြားလဲဟုတ်တယ်ရဲ့လည်း i လို့ပဲကြား i လို့ကြားရင်ဘယ် letter လေးရေးမလဲဟာသိကြတာပေါ့ i မလေး i စောင်းသွားပြီဒီချက်လို့သွားသွားရင်မရေးနဲ့နော်စောင်းလိုက်တက်တက်ကလေးရေးမနော်အဲ့တော့ပြန်ရေးမှရင် င်ကြီးမယ်ဟုတ်ပါအောင်အတက်ကြီးလည်းစောင့်နေရမယ်โอเคအတက်ကြီးမယ်နော်အိုင်ဟုတ်ပြီ8ကဲဒါဆိုရင်ကျတော့နောက်တစ်ခုကဲဒါ group 1မှာပါတဲ့ဟာတွေပဲရှင်ဥသာလေးပြောလိုက်မယ်နော် group 2ကဟာတွေနောက်ထပ်မတူတဲ့ဟာတွေမပြောသေးဘူးအဲ့ဒီတော့ကဟုတ်လာပြီဒီမှာနောက်တစ်ခု ဒါလေးကပါလေးလေ what they ဟုတ်ပြီဒါရေချိုးတဲ့စီပိုင်းပေါ့ရေစိမ်ကြီးချိုးတဲ့ရေချိုးတဲ့ဇလုံကြီးလေနော်အဲ့တော့အဲ့ဒီဇလုံကြီးရေတော့ဘယ်လိုခေါ်ရေချိုးတဲ့စီပိုင်းကြီးဘယ်လိုခေါ်လဲဆိုတော့ tab လို့ခေါ်လဲ tab လို့ခေါ်ရဲ tab okay tab tattoo the sound အခုနလိုပဲ s ရဲ့အတန်နဲ့စသလား a ရဲ့အတန်နဲ့စသလား t ရဲ့အတန်နဲ့စမလားဒီဘက်မှာသင်ခဲ့တာ i ရဲ့အတန်နဲ့စမလား p ရဲ့အတန်နဲ့စမလား n ရဲ့အတန်နဲ့စမလား bell bell letter ရဲ့အတန်နဲ့စမလားဟုတ်ကဲ့ top to do the sound t t t so ဒါကြောင့်ကျွန်တော် we need to write letter ဘလို့ရေးမလဲ which letter yes t ကိုရေးမယ် okay ဒါဆိုရင်ပပမီမီတို့ကျွန်တော်ဒီ group မှာပါတဲ့ beginning အစအတန်ကြာရင်ရေးရမယ့်ဟာလေးတွေကိုနားလည်သွားယူလို့ထင်ပါတယ်။နောက်အဲဒီတော့နောက်ထပ်တစ်ခုအနေနဲ့ beginning sound ပြီးကျေတော့က ending song ကိုတော့ပါမယ်။နော် healthy okay ဒီမှာလဲ group one မှာသင်ရတဲ့ဟာလေးကိုသင်မယ်နော်။အဲတော့ ending song အနေနဲ့ပြောမယ်ဆိုရင်ကဲဒါလေးကပါလေးလေရေပို့ပြည့်ကြည့်ပါဦး။ဖြာလေးပေါ်ဟုတ်တယ်အဲ့ဒီလိုဖြာလို့ English လို့ဘယ်လိုခေါ်လဲဘယ်သူသိလဲ mat မနဲ့ဒါဆိုရင် mat ဘာအတန်လေးနဲ့စုံးတယ်လဲ mat သတ္တမိမိတို့ဘာသာနဲ့ဆုံးလာကြလဲနှုတ်ကလိုက်ပြောကြည့်သတ္တမိနှုတ်ကလိုက်ပြောကြည့် mat ဒီရပြီနော်အဲ့တော့ mat ending sound so ဒါကြောင့်မလို့ we need to write ဒီချေတို့ရေးဖို့လိုမယ် group one မှာသင်ရတဲ့ s a t r e n ဒီ6လုံးတွေက ဘယ် letter လေးနဲ့စုံနေချင်းလဲဘယ်လိုဘယ်သူအတန်လေးနဲ့စုံနေချင်းလဲဟာပြချာပေါ့ချာအဲ့ဒါဒီနားမှာချဲလေးယူလိုက်ရအောင်အဲရမလားအဲ့တော့သုံးလုံးစလုံးကူးရေးလို့ရတယ်နော်သုံးလုံးစလုံးကူးရေးလို့ရတယ်ကူးရေးမယ်ဆိုရင်တစ်လုံးချင်းကြီးလေးရတယ်သုံးလုံးစလုံးကူးလို့ရတယ် it's up to you တာမျိုးတဘောပါဟုတ်လားကဲဒါဆိုရင်ကျတို့ကတင်ရသေးတဲ့ဟာပဲသွားမယ်နော်မတင်ရသေးတဲ့ဟာမသွားသေးဘူးနော် ဟုတ်ပြီမတင်ရသေးတဲ့ဟာက group 2ကြိုင်လာ group 2ကြိုင်လဲဒါပဲပြင်လာလို့မှာเนาะကျေလို့เนาะအဲ့တော့ဒါ group 1နဲ့ group 2ရောထားတာโอเคဒါစိန်ဒီမှာကြည့်ပါဦးတင်ရတဲ့ဟာတော့တွားမယ်โอ้ဒါလေးကပါလေးလဲဒီကောင်လေးကကြောင်ကလေးကြောင်ကလေးကိုဘယ်လိုခေါ်လဲ cat cat ကြောင်လေးကိုဘယ်လိုခေါ်လဲ cat အဲ့တော့ ending sound ဘာနဲ့ဆုံးလဲ cat မနာပေါ့ဆိုသမားလို S A T I P N ၆လုံးမှာဘာနဲ့ဆုံးလဲ cat နည်းနည်းသုံးနေချက်ချက်ချက်အတန်ကြာရင်ဘယ်သူရေးမလဲထီကိုရေးလိုက်ရုံပဲမှန်တယ်ဒီမှာကောငါဖန်တဲ့ပိုက်ကုံလေးကို net ဘာတနည်းသုံးလဲချက်နည်းသုံးနေဘာရေးမလဲချက်ချက်ချက်ပဲပေါ့ပြီးကဲဒါဆိုရင်ဒီဟာလေးတွေကိုတသမီးတို့ကိုပတ်တာကိုစဉ်းစားကြည့်ပါအောင်ဒီထဲမှာပြောတော့ဘူးပြီးမှအဖြေပြောမယ်ဒီမှာဘာနဲ့ရေးမလဲဒါလေးကိုမတိမှာဆိုလို့ချက်ပြပြမယ် sun 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 ကျွန်တော်ကလိုက်ပြောမယ်နေလုံးကြီးဘယ်လိုခေါ်လဲ sun ဗာတနေဆုံးခုမတော်ရေးနော်ပြီးမှပြောမယ်ဟုတ်ပြီဒါလေးက pin app အင်္ဂလိပ်တွေဝယ်လို့ရှိရင်အင်္ဂလိပ်တွေမှာအင်္ဂလိပ်အဖြူတွေဝယ်လို့ရှိရင် stick အင်္ဂလိပ်တွေမှာရေလို့ကပ်ပေးထားတဲ့အင်္ဂလိပ်တွေကိုမရွေ့အောင်လို့ညှစ်ပေးထားတဲ့ pin app အဲ့လို pin app ကိုဘယ်လိုခေါ်လဲဆိုတော့ pin ဘယ်လိုခေါ်လဲ ဟင်းဟုတ်ပြီဒါလေးကို comment လေးမှာတသမီတို့မမေတွေနေနဲ့တသမီမီတို့ကိုမေးပြီးတော့ comment မှာမှတ်ပေးလို့ရပါတယ်เนาะအဲ့တော့ဟင်းဘာနဲ့ဆုံးမလဲဟုတ်ပါတယ်ဟင်းတနေဆိုရင်ဘာရေးမလဲရှယ်မပြောပြတော့ဘူးเนาะကိုကဘာရေးကြည့်เนาะပြီးရင်မရဘူးဆိုရင်မရောက်လာမေးပါเนาะအဲ့တော့မရရင်ရှယ်ပြန်ပြောလို့ရမယ်ဟုတ်ပြီအဲ့တော့ဖင်းပြီးသားပြီဆိုရင်အော်ဖင်းပြီးသားပြီဆိုရင်โอเคဒီမှာ အာနာနာနော်ဒုဒုချောင်းတန်ကြီးအဲ့ဒုချောင်းတန်ကြီးကိုအင်္ဂလိပ်လို bet ဘလို့ခေါ်လဲ bet အဲ့တော့ bet ending sound ဘာတန်ကြားလဲဆုံးတဲ့အတန် bet အတန်ကြားရင်အဲ့လို tit 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 အတန်ကြားရင်ဘာလက်ချောင်းရင်းမလဲချေတော့ဟုတ်ပြီတလုံးကိုရပြီဆိုရင်နောက်ထပ်ဒီသုံးလုံးဒီလိုတောင်းကြီးအခုဒီမှာမြင်ရတဲ့အချက် t နဲ့ဆို T နဲ့ရေးတဲ့ဒီ၃လုံးဆိုတော့ video so easy ဖြစ်သွားမယ် so easy for writing and reading โอเคလားเนาะအဲ့တော့စက်ပြီးကြိုးစားချက်ဆိုတော့เนาะဟုတ်ပြီအဲ့ဒါဆိုရင်ကဲနောက်တစ်ခုဘာရှိအောင်မလဲနောက်ဘာပါအောင်မလဲโอเคကဲဒီမှာပန်အိုးလေးကို hot ဟုတ်ပါတော့ရေးမယ်ပန်အိုးလေးကို hot လက်ကင်ပါတဲ့ဒဲအိုးလေးကို pan လက်ကင်ပါတဲ့ဒဲအိုးလေးကို pan ချဲ့တော့နောက်ကလိုက်ပြောနော်အဲ့တော့ဗာနဲ့ဆုံးလဲအဆုံးတန်လေးကိုချဲ့ဒီမှာပေးထားတယ်မရေးထားဘူးကိုပတ်တောင်ရေးမယ်ခဲတန်လေးယူပြီးကိုပတ်တောင်ရေးပါမယ်ဟောနှခမ်းလေးကိုချဲ့လို့ရဲ့နှခမ်းလေးကိုလစ်အပေါ်နှခမ်းဒီပြအောက်နှခမ်းဒီပြလစ်ပေါ်နှခမ်းကို upper lip အောက်နှခမ်းကို lower lip နော်အဲ့တော့ lip လောလောဆယ်အလေပြောမယ်ဆိုရင်ကလေးတွေငို့လို့ lip ဟုတ်ပြီလား ဲ့တော့ lip ending sound ဘာဖြစ်မလဲဖအတန်ကြရင်ဗာရေးမလဲတေးကြတာပေါ့ ဟုတ်ဖြီးရင်းမယ်အဲ့လိုမျိုးဒါလေးကိုကူးရေးထားလို့ရတယ်သုံးလုံးစလုံးကူးရေးလိုက်ရတယ် letter တစ်လုံးစီ any time တစ်လုံးစီလည်းကူးရေးလို့ရတယ်ကဲဒါဆိုတသမီးတို့ဒီကိုကြားလိုက်တော့စကလုံးတစ်လုံးမှာဘာအတန်နဲ့ဆုံးနေဆိုတော့နားထောင်ပြီးတော့အရင်တုန်းကနဲ့မတူဘဲနဲ့နားထောင်တက်သွားပြီးနားထောင်တက်သွားပြီးတော့ကြားလိုက်တော့အတန်လေးကို letter ဖြစ်လဲကြောင်းရေးတက်သွားပြီးဒါက Johnny Phonics တင်တဲ့ကလေးတွေပဲတက်တာပါတယ်ဒါဆိုရင် Phonics ကကျတော့ဘာကြောင့်တင်ရမလဲဆိုတာတသမီးတို့သိတာလောက်မလို့ထင်ပါတယ်အဲ့တော့ ပလုံးပေါင်းချက်စီအောင်မလို့တော့အောင်ကျေက step by step ပြည်ပြည်ချင်းခေါ်သွားမယ်အဲ့တော့တည်ပြီးလို့ကျေစုအများကြီးနဲ့လိုက်လို့ပြီးလို့ကျေစုအများကြီးတင်တဲ့ဒီချက်ကိုအဖြေလေးတွေထပ်ပေးပါမယ်ဒီချက်ကိုနော်အဲ့တော့ဒီချက်ကို message မှာ chat box ကနေအဖြေလေးလာပို့ထားပေးပါကျေစုတင်ပါတယ်